အားလုံးပဲဒီနေ့ဒီခေါင်းစဉ်မှာရေးထားတဲ့အတိုင်းပဲကျွန်တော်တို့စကန်30အတွင်းမှာကြက်ငွေတသိန်းကိုလက်ဆောင်ရခြင်းလို့ရှိရင်ဒီဗီဒီယိုအဆုံးထိကြည့်ပေးပါကျွန်တော်နာမည်ကကိုဆိုင်မင်ဖြစ်ပါတယ်ဆိုင်မင်တုဒ္ဒ Channel ကကြိုဆိုလိုက်ပါတယ် ကျွန်တော်က Simon Tuta Channel ကို2022မှာစတင်တည်ထောင်လာတဲ့အတွက်ကြောင့်မဟုတ်ဒီကိ2025ခုနှစ်မှာ၃နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ကျွန်တော်ဗီဒီယိုကိုအားပေးကြည့်ရှုနေကြရတယ်။မြန်မာပြည်ကကျွန်တော်ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေကျွန်တော်ရဲ့ပရိသတ်တွေအားလုံးတွေကိုလက်ဆောင်ငွေပေးချင်လာတယ်။အဲဒါကြောင့်မလို့ကြက်ငွေတသိန်းကိုစက္ကန့်30သွင်းဘလို့ရယူရမလဲဆိုတာကျွန်တော်ဒီဗီဒီယိုကနေရှင်းပြပါမယ်။နံပါတ်1ကျွန်တော်ဒီဗီဒီယိုအောက်မှာလည်းရေးထားပါမယ်။ကျွန်တော် Simon Tuta Channel ကနေပြီးတော့မှ AI နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကို ိုသွားကြည့်ပါကျွန်တော်ဒီဆိုင်မင်သူဒရဲ့ဗီဒီယို playlist ကို link ကိုဒီမှာဒီ description အောက်မှာချထားပေးပါမယ်အဲ့ဒါ click လုပ်ပြီးတော့မှဘယ်ဗီဒီယိုပဲဖြစ်ဖြစ်သွားကြည့်ပြီးတော့မှကျွန်တော် second 30ကိုဗီဒီယိုကျွန်တော်လုတ်ပြီးတော့မှကျွန်တော် email ကိုပြန်ပို့ပေးရပါမယ်ဒီ email ကဘယ် email လဲဆိုတော့ mountsimon2022@gmail.com အဲ့ဒီ gmail address ကိုလည်းဒီ screen မှာလှုပ်ပေးထားပါတယ် description box မှာလည်းချထားပေးပါတယ်ဥပမာအားဖြင့် ျွန်တော် AI ကို1မိနစ်အတွင်းရှင်းပြသွားမယ်ဆိုဒီဗီဒီယိုရှိတယ်။အဲ့ဒီဗီဒီယိုတော့ကြည့်ပြီးတော့မှစက္ကန့်30အချင်းချင်းပဲဖြစ်ဖြစ်ကိုအာပေါ်နဲ့ကိုပြောပြီးတော့မှကျွန်တော်အဲ့ဒီ email နဲ့ပို့ပေးလိုက်ပါ။ကျွန်တော်က first come first serve ပထမအယောက်30ကိုကျွန်တော်ဒီပို့လာတဲ့ဗီဒီယိုတွေကိုကျွန်တော် review လုပ်ပါမယ်။အကောင်းဆုံး3ယောက်ကိုတယောက်ကိုချက်သသိမ်းလက်ဆောင်အနေနဲ့ကျွန်တော် ေးဖို့အစီအစဉ်ရှိပါတယ်အဲ့ဒါကိုလည်းကျွန်တော် the next channel with ko ni ဆိုတော့ကျွန်တော်တို့ youtube channel နဲ့ကျွန်တော်တို့ collaboration လုပ်ထားတဲ့သူနဲ့ကျွန်တော်နဲ့ podcast လုပ်ထားတဲ့ပုံမှာလည်းကြော်ညာထားပါတယ်သူရဲ့ပရိသတ်ဖြစ်ဖြစ်ကျွန်တော်တို့ပရိသတ်ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်ဒီ video ကြည့်နေတဲ့လူတွေအားလုံးဘယ်သူမဆိုဒီ video တွေကျွန်တော်စီပို့ပေးလို့ရပါတယ် 30s တဲ့တော့မရှိ ထပ်ပို့ပြီးတော့မရှေ့ခြင်းမအောင်မရှေ့စေခြင်းမအောင်ဗီဒီယိုကတော့အတိုလေးပဲကျွန်တော်ပို့ပေးပါဗီဒီယိုကမျက်နာပါမယ်အတန်ကိုကြီးကြီးလင်းလင်းပြက်ပြက်သားသားနဲ့ရှင်းရှင်းလင်းလင်းပြောတတ်တယ်လို့ပြောပါလွတ်လွတ်လပ်လပ်ပဲပြောပါဘာမှကိုစာတန်းပေးတယ်နဲ့ပြောစရာလည်းမလိုဘူးဒီလိုပဲလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါပြောပြီးတင်ပေးပါကျွန်တော်ကအကောင်းဆုံး၃ယောက်ကိုတယောက်ကိုချက်တသိန်းပို့ပေးပါမယ်အဲ့ဒါကို ကျွန်တော်ဒီ email ကိုပို့ပေးပါ email ကိုဘလို့ပို့ပေးရမလဲဆိုတာကိုလည်းရှင်းပြပါမယ် email ကို attachment နဲ့ပို့ပေးပါ အဲ့ဒီ email က attachment နဲ့ကျွန်တော်ဗီဒီယိုကြည့်တဲ့လူတွေကတော့ဒီနီးပညာရေးလေ့လာရင်အတွက်ကြောင့်မလို့ဒါပြောစရာမလိုပါဘူးဒါပေမဲ့လူသစ်တွေအနေနဲ့ gmail email attachment မပို့တတ်လို့ရှိရင် ကျွန်တော်ရှင်းပြပါမယ်။ computer ကျွန်တော် screen နဲ့ကျွန်တော်ရှင်းပြပါမယ်။ကောင်းပြီ Gmail ပို့ဖို့ဆိုရင်ဘာမှအခက်အခဲခဲမရှိပါဘူး။ Gmail ကိုဖွင့်လိုက်ပါပြီးရင်ဒီဘက်မှာဒီခဲတဲ့ပုံစံနဲ့ compose ခလုတ်ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ pop up ထွက်လာပြီး new message ဆိုပြီးတော့အဲ့ဒီမှာကျွန်တော်ရဲ့ email address ကျွန်တော် email address က mountsimon2022@gmail.com ဆိုတာရိုက်ထည့်လိုက်လို့ရှိရင် ့ပေါ်လာပါမယ်ပြီးရင်ဒီ subject နေရာမှာ30 seconds video ဆိုပြီးရိုက်လိုက်ပါခေါင်းစဉ်ကပြီးရင်အောက်မှာ here is my video လို့ရိုက်လိုက်ရပါပြီဘမလို့ရိုက်လဲရပါတယ် video ကိုကျွန်တော်စီပို့ဖို့ဆိုရင်ဒီနေရာမှာဒီ paper clip ပုံစံနဲ့ရှိတဲ့ clip ပုံစံရှိတဲ့ဟာကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင် မိမိ save လုပ်ထားတဲ့ video ရိုက်ထားတဲ့ video ရွေးလိုက်ပါဥမာကျွန်တော်ကဒီမှာ html ရွေးလိုက်တယ်ဘယ် file ပဲဖြစ်ဖြစ်ဒါ video file ဆိုပြီး mp4 file ပေါ်လာပါလိမ့်မယ် open နေလိုက်လို့ရှိရင်ဒီမှာ video သူတို့ဒီမှာလာပို့လာပြီးတော့မှပြပါမယ်အဲ့ဒါဆိုရင် video က attach လုပ်တာအောင်မြင်ပြီးသွားပြီအောင်မြင်သွားပြီးဆဲခါမှာကျွန်တော်တို့က send ဆိုတဲ့ဒီ button ဒီဟိုနှိပ်လိုက်ရုံပါပဲဖုန်းတွေမှာလည်းဒါမျိုးခက်စင်စင်ဖြစ်ပါလိမ့်မယ်ဒီ video တွေကို october လ31ရက်နေ့နောက်ဆုံးထားပြီးပို့ပါကျွန်တော် first come first serve ဖြစ်တဲ့အတွက်ကြောင့် အရင်ဆုံးပထမအဦးဆုံးရောက်လာတဲ့အယောက်30ကိုပဲအယောက်30ဗီဒီယိုပဲကျွန်တော်ကြည့်မှာဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာကုကြမ်းမာနဲ့အောင်မြင်မှုတွေအမြတ်ဆုံးရရှိနိုင်ကြပါစေ